်မင်္ဂလာပါရှင်ကျမချန်နယ်နောက်ဆက်ရသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီကနေ့မှာတော့မကွေတိုင်းတွင်ရှင်မြို့နယ်တွေမှာဝန်ထမ်းနဲ့ပြည်သူတွေကိုမန်းရွှေဆက်တော်ဘုရားပွဲတော်မပြစ်မနေလာရောက်လည်ပတ်စေကောင်းစီကချိန်ချောင်းစင်ကောမကွေတိုင်းတွင်ရှင်မြို့နယ်မှာဝန်ထမ်းနေတဲ့ပြည်သူတွေကိုမန်းရွှေဆက်တော်ဘုရားပွဲတော်မပြစ်မနေလာရောက်ရဲ့စေကောင်းစီကချင်းချောင်းစင်ကောနေကြောင်းချင်းချောင်းစင်ကောခရရတဲ့ဝန်ထမ်းနဲ့ဒေသပြည်တွေကပြောပါတယ်ဂျပန်စစ်ကောင်စီကမင်းမှုမျိုးနယ်မှာဖေဖော်ဝါရီလနေ့ကနေဧပြီလ19ရက်နေ့ထိ85ရက်ကြာမန်းရွှေဇက်တော်ရာ ပရဇေတီတော်ဗုဒ္ဓဘူဇနီယဘုရားပွဲကိုကျင်ပလျက်ရွှေတော်လေးလူစည်းကားမှုမရှိပဲဖြစ်နေကြ။ထို့ကြောင့်စေကောင်စေကမကွေးတိုင်းစေကောင်စေတန်းတို့မန်းရှင်ဆက်တော်ဘုရားပွဲကိုမဖြစ်မနေလူစည်းကားစေရေးလောက်ဆိုင်ညွှန်ကြားလာကြောင်းထို့ကြောင့်မကွေးတိုင်းစစ်ကောင်စီကအတိုင်းတွင်ရှင်မြို့နယ်မှာဝန်ထမ်းအနေနဲ့ဒေသပြည်သူတွေကိုမန်းရှင်ဆက်တော်ပြရာပွဲသို့အုံဆိုးလိုက်မဖြစ်မနေတော်ရောက်ကြံပြရာပေးခိုင်းစေလျက်ရှိကြောင်းသိရပါတယ်။ ဝင်နိုင်မိသားစုတွေကတော့မြို့နယ်လိုက်ဌာနလိုက်မန်းရှင်စတော်ဘုရားပွဲသွားခိုင်းနေခီးစိတ်နဲ့ကားစီစဉ်ပြီးတဲ့အလှဲကြမြို့နယ်ရုံတွေဌာနတွေလိုက်သွားခိုင်းနေခွင့်ရတွေလည်းပေးနေလို့မကွေးမြို့ပေါ်မှာကျောင်းဆရာမတော်ကပြောပါတယ်တို့ပြင်မကွေးတိုင်းမင်းမှုမြို့နယ်တွင်ရှိကျေးရွာတွေမှာပြည်သူတွေကိုလည်းမန်းရွှေဆက်တော်ပြရားပွဲတော်သို့မဖြစ်မနေသောကြောင့်မကွေးတိုင်းတူတူအုပ်ချုပ်ဦးစီးဌာနကညွှန်ကြားလိုက်ပြီးမြို့နယ်ကျေးရွာနဲ့ရက်ကွက်အုပ်ချုပ်ဘော်တွေကပြည်သူတွေကိုစုစည်းခေါ်ဆောင်တာတောင်းနေရကြောင်းသိရပါတယ်။ မင်းဘုံမန်းရှေဆက်တော်ပြရားပွဲမှာလူမစီလို့ရွာတွေကနေလူတွေစုခိုင်းပြီးသွားခိုင်းတယ်။ကားကြိုးဖို့စီစဉ်ပေးတဲ့အုတ်ချုံရီမှုတွေကဆင်းကောက်ပြီးရိုင်းမှုစိန်မှုတွေဥဆောင်ပြီးသွားကြလို့မင်းဘုံမြို့နယ်မှာဒေသပြည်သူတွေကပြောပါတယ်။စေကောင်းစီကမန်းရှေဆက်တော်ပြရားပွဲတော်ကြီးကိုဖေဖော်ဝါရီလနှစ်နေ့ကနေဧပြီလ18ရက်နေ့ထိရက်ပေါင်း85ရက်ကြာကျင်းပပြုလုပ်လျက်ရှိကြ။ရှင်ပြားပွဲမှာစေကောင်းစီကတဲခုံဆောင်ကံပေါင်း300ကျော်နဲ့စေဆိုင်ကံပေါင်း350ကံကိုဆောက်လုပ်ထားကြောင်းသိရှိရပါတယ်။နောက်ဆက်အောင်ပြကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။